အခုပါချုပ်ကြီးကောင်းတယ်ဆိုတာကအဲ့ဒါလေပမောချုပ်ဆရာကြီးတရားတွေကလေဒီပါလိထက္ကရာကသူပြောတော်တာထက္ကရာဟာတွေကိုပြောတာအဲ့ဒါလေကြည့်ပြီးတော့ပြောလို့သူကကောင်းတာဗျာအပြင်စကား तू ကနဲတယ်ထက္ကရာဟာတွေကို तू ကယူပြီးတော့ထက္ကရာနဲ့ဒီကဓာတွေကိုကြည့်ဟောသွားတာဒီလိုကျင်ပြောလို့တော်တော်များများဓမ္မကတိကတွေကဒီပါဠိတော်တော်လေးစာပေလေးအစွန်လေးတစ်ခုလောက်လေးကြည့်ပြီးတော့တယ်အဘော်အရင်တန်တန်နဲ့ပြောကြတာများတယ်ပါချုပ်ကြီးကျတော့ဒီစာရဲ့အစိုးဆက်ကိုတွားပြီးတော့အရင်မြစ်ကိုတွားပြီးတော့မှလိုက်ပြီးတော့ तू ကနေရှင်းပြတာ तू က ဲ့တော့ဘာဖြစ်လို့မေးလဲတော့ရှင်ဘုရားတို့သိတဲ့ပညာတပည့်တို့သိတဲ့ပညာနဲ့ပါကြိုကြီးသိတဲ့ပညာနဲ့တူစေလားပကာရေနဇာနာတိတိပညာပကာရေနသေးစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်ဣတိတ္တမထိုးကြောင်းပညာပညာဆိုတော့ပသောတဲ့ညာနဲ့ပဲပေါင်းတာလေပကပကာရေနညာသိတာအသေးစိတ်သိတာကိုဘာလို့ပညာဟုတ်လားအဲ့တော့ပညာရတဲ့ခုကိုသူတို့အသေးသေးသိအောင်လုပ်ရမှာစိုးစိုးကပြောတဲ့ဟာအဲ့ထောက်ပြောတာသူတို့တိကားကြောင်မှာတော့အဲ့ပညာရဲ့အဖွင့်မှာရွှေလေးတစ်ခု ကလေးလေးကိုပြကြည့်တယ်ကလေးလေးဒါပါခေါ်လို့မင်းကလေးကဒါရွှေခေါ်တယ်လို့ပြောဘာဖြစ်လို့ကလေးကရွှေလို့ပြောဆိုတော့ဝါမှုရွှေလို့သတ်မှတ်ထားတာအဲ့ဒီရွှေကိုကလေးရဲ့မိဘကိုပြတယ်ဒါပါခေါ်တော့ဒါရွှေအရွှေဒါတကြတာလောက်ရှိတယ်တကြတာပဲစည်းပေါက်တယ်ကလေးတိတာတဲ့ဘယ်သူကပို့သွားသူကမိဘလူကြီးတွေပို့တယ်အဲ့ဒီရွှေကိုပဲပဒိန်းဆရာကိုထပ်ပြီးတော့ပြကြည့်လိုက်ဒါရွှေဟုတ်ရဲ့လားဟုတ်တယ်ဒီထဲမှာဘာကဘလောက်သားရောနေလဲရွှေစစ်စစ်ကဘလောက်ပဲရှိတယ်ခွဲထုတ်လိုက်တဲ့အခါရွှေကဘလောက်သားကြီးကဘလောက်သားသူကကြပို့တိတယ် အဲ့တော့ရွှေလေးတစ်ခုတည်းတင်ကိုကလေးတည်ရဲ့လူကြီးတည်ရဲ့ဗရင်းဆရာတည်ရဲ့အတိဘယ်နှမျိုးကွဲသွားဘယ်သူကပိုးတည်ဆုံးဖြစ်သွားရွှေစင်လက်တိန်တစ်ချက်ချင်းကိုပဒိန်အတိလူကြီးတည်နဲ့တည်တည်ကလေးခွဲခြားပေးသူမှန်ရေးသုံးဝါကွဲပြားကြလိမ့်ဟုတ်လားကလေးကလည်းကလေးအမှန်နဲ့တော့မမှန်ဘူးလားမှန်တယ်ကလေးမှန်တာတဲ့လူကြီးကဘာဖြစ်လို့ပိုးမှန်တယ်အဲ့ဒီလူကြီးမှန်တယ်ဆိုတာတဲ့ပဒိန်ဆရာကပိုးမှန်တယ်ကိုတို့ဘာမှမကြောက်စရာတော့ကြီး ာမည်ကြီးတယ်တရားဟောကောင်းတယ်လို့ချီးမွမ်းခံရတာကစာတပုတ်သိတဲ့ခါစာတပုတ်သိတာကရှင်ဖျားတို့သိတာတဲ့တပည့်တို့လည်းသိတာထက်တင်သူကဘာဖြစ်လို့ဗဒိစရာသိတယ်လို့မျိုးသိနေတာစာကအဲ့ဒါကြောင့်ဥစဉ်ကောင်းတာပြောပါကျုပ်ဆရာတော်ကြီးစီမှာစတက်ဖူးတယ်2003 2004ပညာသင်နှစ်ကပြောဒီလူစရောက်ခါကနှစ်ပေါ့အဲ့ဒီမှာစတက်တော့ဆရာတော်ကြီးကဗီးဓမ္မာပို့ချတယ်ငငညာသားတွေရော သိကောင်းတာအံ့ဩစရာမမရရအမေရိကန်ကတက္ကသိုလ်တစ်ခုကပြီးတော့မှလာတင်ကြတာဆရာနဲ့ကျောင်းသူကျောင်းသား30ကျော်40လောက်အဲ့ဒါ15ရက်တလတင်တယ်သူတို့လာကြတာပညုဆရာတို့ရပြီးတော့မှပို့ချတာအခုလိုပဲပညုဆရာတို့ရပြီးတော့မှပို့ချတာပြီးတော့မှတစ်ခုတည်းကြီးလေကြာခတ်နေပြင်းမှဆိုလို့ဆရာတို့ကတုတ်တန်းတို့ we need တို့ဒါဒီဘာတခါတင်ခိုင်းတာတခြားခြားဘုန်းကြီးတွေကို တုတ်တန်တို့ဝီနီးတို့အနေနဲ့အမေရိကန်တွေစိတ်ဝင်လာအဘိဓမ္မာကိုစိတ်ဝင်လာဘာလို့ဆရာတော်ကြီးကဘိဓမ္မာသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုအန်နီကွယ်ရှင်ပေါ့ကွယ်ရှင်ထိုင်းပေးတယ်မေ့ကျင်တာရှိမေးဆိုဒီလိုမေးအမှတ်ရရအဲ့ဒီမှာဘာလို့ဆရာတော်ကြီးဖြေသွားတာလေသူရောသဘောကျလားအဘိဓမ္မာမှာအာစိန်ကံနဲ့အာတန်ကံခံလေတဲ့တော့ ရှင်ဘုရားတို့လည်းသိပြီးသားအစိဏကံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အတန္တကံဆိုတာတေကံဒီမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလားနောင်ဘဝကိုကြိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကြိုးပေးအတန္တကံကအရင်ကြိုးပေးတာအဲ့ဒါနိုင်ငံခြားသားကသိပြီးတော့သုံးကြဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုနေတဲ့ကံကနောက်ရောက်သွားပြီးတော့ ခဏလေးကပ်ပြီးတဲ့တန်ကရှေ့ရရောက်တာဘလို့ဖြစ်တာလဲအဲ့လိုပြောတော့ဒါဆိုတော့ဒီကကြောင့်မှပါပြီးသားကတော့နှချံနီးနအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံထဲပြန်သွင်းလိုက်တဲ့အခါငယ်ရွယ်တော့နွားတွေကရှေ့ရနေတိုးဝင်ပြီးနှချံထဲဝင်သွားအိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှချံပေါက်သွားမှလည်းအိတ်လိုက်ရမှာလားနောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့အခါကျတော့ ဘယ်နွားကယင်ထွက်နွားအိုကြီးကယင်ထွက်တာအတန္တကံကအဲ့နွားအိုကြီးခြံထဲဝင်တယ်လို့ပဲနွားအိုကြီးခြံထဲကပြန်ထွက်ရတယ်လို့ပဲအဲ့ဒါကသူတို့စာကပြောတာတပိတော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာကျတော့အဲ့ဒါမပြောဘူးဗျာဘာပြောတော့ဆိုတော့သူကအေးတဲ့မင်းတို့လေဗန်ထဲမှာ အကောင့်ဖွင့်ပြီးတော့ပတ်စံထည့်တာရှိလားတဲ့ငွေတစုတာရှိလားတဲ့ရှိတယ်ဖေဟာတဲ့အဲ့နဲ့ပတ်စံရှိတယ်အခုလို့သွားတဲ့လာတဲ့ခါကျတော့အဘန်တွေကပတ်စံသုံးသလားတဲ့မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့အစီရောသွားတဲ့လာတဲ့ခါကြီးပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့အဟိုကမြင်းအများန်းစုထားတာကြီးဟိုကအရင်သုံးတင်တယ်ပေါ့ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲဟာနိုင်ငံခြားသားဟုတ်တယ် အတန်တကံဆိုတာကပေါက်ကမန်းဒီလိုပဲတဲ့ဟဲ့လားအစိမ့်တကံဆိုတာဗန်းထဲမှာဆုထားတဲ့ငွေလိုပဲတဲ့ဟာအဲ့ကြတဲ့ဥစဉ်တားသဘောကြတာပြောတာနော်အဲ့တော့ရှင်ဖျားတို့တရားဟောတဲ့ခါမှာစာလာပေလာဥပမာအပြင်ဒါတပိတော့သိတာပြောတာဘာလို့ဆရာတော်ကြီးကဒါသူ့ရဲ့ကိုပိုင်အတွေးလားဒါမှမဟုတ်အတခြားစာအုပ်ကသူဖတ်ဖူးထားတာလားတပိတော့ပြောကျင်တာကတော့နိုင်ငံသားနဲ့ဟတ်သွားအောင် ဆရာကြီးပြောတတ်တာကိုပြောတာပါဟုတ်ပြီနော်အေးအဲ့တော့တရားဟောတဲ့ခါမှာအဲ့ဒါမျိုးတွေတွေလည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းပြောတာပါကျော်ကြီးနာမည်ကြီးတာအဲ့ဒါကြောင့်ပြီးတော့တိရကူဆရာတော်ကြီးကသူ့ရဲ့တရားဝဲတရားဝဲတွေအဲ့တော့ခေါ်တော့ညစဉ်ညစဉ်လှည့်လိုက်ရလှည့်လိုက်ရတဲ့ခါမှာပါကျော်ဆရာတော်ကြီးရဲ့စာဝါးလေးပြက်တယ်တက္ကသိုလ်စီမင်းညာက25ရာခိုင်နှုန်းကြောင်းတက်ရဲ့ပြက်ဆောင်းပွင့်ဖြစ်ရအောင် ။တပီတော့85ရာခိုင်နှုန်းပြတ်တယ်။25ရာခိုင်နှုန်းပဲတက်တာ။မကျုပ်စရာတော့ရင်းနေတွေ့တယ်ကွာ။ပြဏစီကဘယ်သွား။ပြတရားဝဲသွားတယ်ဗျာ။ကိုယ်ပိုင်တရားဝဲနေ၊ဆရာတော်တရားဝဲနေအဲ့လိုမျိုးတွေပြော။တရားဝဲသွားတယ်ဗျာလို့ပြောတော့။တရားမခေါ်ပါနဲ့။ဆရာတော်ရဲ့ဒီလိုပြောတယ်။တရားကိုမခေါ်လဲသူများခေါ်မှာပါ။စကောလာဖြစ်အောင်လုပ်တမ်းပါ။ဆရာတော်ရဲ့အဲ့လိုပြောလား။ တရားကိုမဟုတ်လဲသူများဟောမှာလေစကောလာဖြစ်အောင်လို့တပိတို့တို့ပိဋကတ်တွေကောင်းတယ်ဗုဒ္ဓစာပေတွေကောင်းတယ်ကောင်းတော်လဲပဲကိုယ်စားကောင်းနေတာကဘာဟုကောင်းပါလေဆိုတော့ချပြနိုင်တဲ့ဘုံကြီးတို့တို့စီမှာငဲနေတာအရှင်မြတ်အဲ့ဒါတောင်းလို့တမ်းပါဒီလိုပြောတာဗျာ